ဘယ်လားလောက်မှလည်းမသိဖွင့်ဖြစ်မယ်အဲ့ဒီဆိုင်ကအဲ့ဒါသူကတက်ဖွင့်တဲ့အရည်ရွယ်ချက်ကအဲ့ဒီဆိုင်စင်ကာပူရဲ့ဗင်နီဇူလာပလာဇာနားမှာပဲနော်ဖွင့်တဲ့ဆိုင်ကအဲ့ဒါကအမှုတော်အတွက်ပဲပြီးတော့မှသူ့ရဲ့ဝိညာဉ်ဖခင်အတွက်ဆိုတော့မှသူကပေးတယ်အခုလည်းရှုပ်နေရှိတယ်ဝိညာဉ်ဖခင်လိုအပ်လားမလိုအပ်ဘူးလားဆိုတော့ တကယ်တော့လေစံစာမဖတ်လို့ရှုပ်နေတာစံစာမဖတ်လို့ရှုပ်နေတာလိုအပ်တဲ့သူနဲ့မလိုအပ်တဲ့သူနဲ့တချို့ကလည်းမတဲကိုကင်ထားပြီးတော့ဟလာမမတဲတွေမှာပြောတဲ့ရာနဲ့အာဟလာဖရားတပါးတဲ့ပဲအဖေလို့ခေါ်တင်တယ်ကောင်းငင်ဖို့ရှင်အဖပဲဒီလောကမှာရှိတဲ့တယောက်မှာဖေလို့မခေါ်တင်ဒါဆိုကို့မွေးတဲ့အဖေလည်းတယောက်မှာဖေလို့မခေါ်တော့နဲ့ဟဲ့ကောင်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 ဂျွန်ဂျွန်လို့ပဲခေါ်တော့လာ ဟုတ်အဲ့ဒီချိန်တုန်းကယေရှုဟာဒီလောကမှာဘယ်သူမှအဖလို့မခေါ်သင့်ဘူးလို့ပြောတဲ့အကြောင်းအရာကအဲ့ဒီတုန်းကရှိတဲ့ဘာသာရေးခေါင်းဆောင်တွေကိုအဖေမခေါ်ခိုင်းတာဘာလို့အဲ့ဒီတုန်းကပါရီရှဲတွေကသူတို့ကိုသူတို့သူတို့သူတို့အဖေခေါ်မှကြိုက်တာဆိုတော့ဘယ်လိုလူကတိရောထဲမှာပြန်ပေါ်ပြထားတာက အဆင့်၃ဆင့်ရှိတယ်။ကလေးသူငယ်အဆင့်နဲ့လူပြိုအဆင့်နဲ့အဖအဆင့်နဲ့ဟုတ်ပြီနော်အဖအဆင့်လို့ပြောရင်ဘာရှိသွားလို့လဲကျေးဇူးတင်တယ်ကလေးရှိလို့ပေါ့ကလေးရှိဩဆင့်ဘုညီရမှာ၃ဆင့်ရှိတယ်လေသူငယ်အဆင့်လူပြိုအဆင့် အဖအဆင့်ဆိုမရှိလားတိရောမှာလေကျန်းစာရမ်းဖတ်တဲ့ဖွဲ့တယ်ဆိုတိရောမှာတိရောမှာရှိဆိုယေရှုပြောနေတဲ့ဘုသူ့မှာဖေလို့မခေါ်တင့်ဘူးဆိုတာဘာကိုပြောနာလဲဘာကိုပြောနာကိုကိုဘာမှဝဉဉရေးရမှာဖရားနဲ့မအူးဆောင်နိုင်တဲ့သူ အဖေလို့သွားခေါ်စရာဘာအကြောင်းမှမရှိဘူးအေးဒါပဲမဲ့ လောကမှာအဖေလို့ဖရာဘာလို့ထားထားလဲဘာလို့လောကမှာအဖေထားထားလာလဲအဖေဖြစ်ပြီးတော့မှကိုသားသမီးတွေကိုကောင်းကင်ပုံရှင်အဖနဲ့မမိတ်ဆက်ပေးနိုင်ရင်အဲ့ဒီအဖေကတာဝန်မကျေတဲ့အဖေသဘောပေါက်လားမလဲတင်တို့အခုအဖေဖြစ်ပြီဆိုပါစို့မင်္ဂလာဒါလည်းလူလူပြောလေးဆိုမပြော sorry နော် ဒီဘက်ကိုပဲပြန်ကြည့်ရအောင်ဟိုဟိုလက်ညှိုးသွားထုတ်တာမှားနေဟိုဘယ်ဆိုဆိုဒီဒီဒီဘက်ပြန်လင်းရအောင်ဒီကအဖေတွေဖြစ်အဖေတော်မယုဒအဖေကြီးတွေဖြစ်နေပြီဆိုအဖေကြီးတွေဖြစ်နေပြီဆိုတဲ့အခါမှာကိုသားသမီးတွေကိုဆရာရဲ့သားဆိုရင် very simple ဆရာအခုအခုလက်ရှိဆရာသားပဲပြောမယ်ဆရာသားမှုတော့စောင့်နေတယ် ကျေးဇူးတော်ပဲအခုအမေရိကတပတ်ပတ်ပြီးတော့သူပြန်လာတယ်အမေရိကလူငယ်တွေသူ့အရန်တောင်းဆိုတယ်အခုအမေရိကပြန်ပို့ပေးပါမရှိရဘယ်တော့မှမင်းတမနေပါညာဘယ်တော့မှပြောဆရာသူပြန်လာတဲ့အချိန်မှာဆရာကိုဆရာတော်တော့ဘာမဟုတ်ပဲမဲ့သူ့တော်တော်အများကြီးပေါ့လေဒေါ်လာ1000လာပေးတယ် ဇာတိအဖြစ်ဆိုတာထက်သူရဲ့ spiritual father တော်သူလာပေးတယ်ဆိုတော့သူကို အမှုတော်ဆောင်ဖြစ်လာတဲ့အထိဆွဲခေါ်ပေးခဲ့တဲ့ဒီအဖေကလောကအဖေပဲအဖေပဲဒါလောကအဖေဒါပေမဲ့လောကအဖေပဲမွေးဖွားယုံပဲဆိုရင်လောကအဖေပဲ ဝိညာဉ်ရေးရောက်ဖျားနဲ့ပြန်မိတ်ဆက်ပေးနိုင်ရင်အဲ့ဒါဝိညာဉ်ရေးရမှာအဖအဆင့်လို့ခေါ်တယ်။တောင်ကျန်းစာမှာအဆင့်၃ဆင့်ရှိတယ်ခင်ဗျာ။သူငယ်အဆင့်လူပြိုအဆင့်အဖအဆင့်အဖအဆင့်ဖြစ်သွားတာဘာဖြစ်လို့လဲတဲ့အဖအဆင့်ဖြစ်သွားတဲ့လူတွေအားလုံးက တီကြည်သောအသီးကိုတီးတဲ့အသက်တာဖြစ်စေရင်အဖအဆင်ဖြစ်တယ်အဖအဆင်ဆိုတာနားလေချင်းရင်ယောဟန်ခန်းကြီး15အငယ်16မှာတင်းတို့ကငါ့ကိုရွေးကောက်ကြသည်မဟုတ်ငါဒီတင်းတို့ကိုရွေးကောက်တဲ့ဖြင့်တင်းတို့ဒီတွား၍တီကြည်သောအသီးကိုတီးမြစ်အကြောင်းနဲ့ငါနာမကိုအမိပြုရဲ့ခမည်းတော်မှာတောင်းသမျှသောဆုတို့ကိုရမြည်အကြောင်းတင်းတို့ငါခံတာ ဒါကြောင့်တင်းတို့ဒီငါ့ကိုရွေးကငါဒီတင်းတို့ရွေးကတင်းတို့တွားရတီကြည်တော့အသီးတဲ့ဆရာအပြင်လူတယောက်ပြောင်းလဲတယ်အဲ့ဒါအတီးတီးတယ်အဲ့ဒီအတီးကအမှုတော်ဆောင် ဖြစ်ပြီးတော့မှသူ့အပြင်လူတွေအများကြီးပြန်ပြောင်းလဲနေပြီဆိုရင်အဲ့ဒါတီကြည်တော့အတီးဖြစ်သွားပြီဆရာဒီယိုမလာခင်မှာမလေးရှားကိုဆရာသွားတယ်မလေးရှားမှာသွားတာမလေးရှားဘာကွန်ဖရင့်လဲအော် acceleration conference ဆိုဆရာသွားတာအဲ့ဒါလဲ Malaysian နေ season နဲ့ပွဲဆရာနှုတ်ကနေကျေးဇူးတော်ပဲအရန်တကိုးပါလာဆရာဆက်ဆက်နောက်နောက်လျှောက်ပြောလို့မရတော့ဆိုတာသဘောပေါက်သွားတယ်ခုဆရာဟုတ်တာပြောမလားနောက်ပိုင်းမြန်မာလိုနာအင်္ဂလိပ်ဘာလဲမြန်မာလိုနားထောင်ချင်တော့မှနားထောင်လို့ရတော့မှမဟုတ်ဘူးဆရာအင်္ဂလိပ်လိုပဲခေါ်တော့မှာဟောတော့ဆရာပြောအခုမလေးရှားရောက်တော့တကယ်ဖြစ်နေတာ အောက်ကဖွဲ့ဖွဲ့တွေကစိတ်မကောင်းလေဒါပေမဲ့ဟိုမှာလဲမလေးရှားနေရှိနော်ဆရာဘယ်လိုဟောရမှာလဲဟိုတခါတော့လဲဂျပန်မှာလုတ်တဲ့ပွဲမှာ Can I preach in Burmese ဆိုတော့အောက်ကဖိလစ်ပိုင်းနေတရုတ်တွေဂျပန်တွေက no so english လိုပဲဟောရတယ်စိတ်ထဲမကောင်းဆရာရှောက်ရှောက်ပြောတာလေဟိုတော့မြန်မာလိုနောက်ပိုင်းဟောတော့မှာမဟုတ်ဘူးနော်ရှောက်ပြောတာအခုတကယ်ဖြစ်ဖြစ်လား a solution conference မှာဆရာဟောမဟုတ်ခင်တည့်ရမှာဆရာရဲ့ဝิญญေးရအတ္တတာမှာ तू ဟောတော့အယအယတမကွယ်အယတမအနေပြီးတော့မှဆရာတရားဟောချက်တွေကြားပြီးတော့မှ तू ကအယဘဝလွတ်မြောက်သွားပြီးတော့ तू ကအဲဖျားမှုတော်ဆောင်ဖြစ်လာမှုတော်ဆောင်ဖြစ်လာတာမကဘူး तू ကသူ့အဖြစ်လူတွေအများကြီးပြောင်းလဲပြီးတော့ तू ကသူ့အဖြစ်အမှုတော်ဆောင်တွေပါပြန်ဖြစ်လာတာ ဆိုတော့ပြန်ဖြစ်လာတော့ तू อ่ะအမှုတော်ဆောင်ဖြစ်နေပြီလေကွယ်အမှုတော်ဆောင်ဖြစ်တောင်မှ तू อ่ะသူ့နောက်ပြန်လိုက်တဲ့သူတွေအများကြီးတောင်ရှိနေပြီသူ့ရဲ့ဝိညာဉ်သားသမီးတွေပေါ့ကွယ်အများကြီးရှိနေပြီရှိတော့ तू อ่ะဆရာကိုလိုက်ရှာတယ် तू อ่ะသူ့ရဲ့ဝိညာဉ်ဖခင် तू ပြန်လိုက်ရှာတယ်ဒါနဲ့ဘာဖြစ်လို့လိုက်ရှာတာလဲဆရာ restaurant တခုမှာ call ရသူနဲ့စကားပြောဘာဖြစ်လို့အဲ့ချိန်လည်းသိရတဲ့အတိုင်းမဟုတ်မှာဘာဘုညေဖခင်ဘလို့ဘာညာဖြစ်နေတဲ့အချိန်မှာ ဆိုတော့နင်ကဘာလို့သူများမလိုတဲ့ချိန်မှာနင်ကဘာလို့ဘာလို့လိုတာလဲဘာလို့ဆရာကိုလိုက်ရှာလဲပြောတဲ့အခါမှာသူပြောစကားရင်ကောင်းတယ်ကျွန်တော်ဝိညာဉ်ဖခင်နေရာရောက်လာတဲ့အခါကျတော့မှပဲဝိညာဉ်ဖခင်လိုမှန်းသိတာအဲ့မလိုဘူးလို့ပြောတဲ့အဖွဲကအဖမရောက်သေးလို့အဖအဆင့်ကိုရောက်သွားတဲ့လူဟာ မကြီးတင်းတို့အဖေမေရဲ့တံပိုးနားလဲခြင်းတင်းတို့အဖေမေဖြစ်လာမှတင်းတို့အဖေမေရဲ့တံပိုးနားလဲတယ်တင်းတို့ကိုတာသမီးတွေအရာဆိုးတာမြင်အော်ငါလဲငါအဖေမေအဲ့လိုဆိုးခဲ့တာပဲပြန်မြင်တယ်လေအဲ့နဲ့တော့ဘာပြောဆိုမလဲမင်းအောင်မြင်နေတာပဲလေကွယ်နော်နေ့ဟာနေ့နေအောင်မြင်တာမဟုတ်ဘူးတဲ့ဆရာတဲ့ ကျွန်တော်ဝိညာဉ်ဖခင် ဖြစ်လာတဲ့အခါကျတော့မှကျွန်တော်ဝိညာဉ်ဖခင် မရှိလို့မရအောင်ဆိုကျွန်တော်ပုံသဘောပေါက်လာတယ်။ဘာလို့တခါတလေမှကျွန်တော်ရဲ့သားသမီးတွေကျွန်တော်ဘလို့တွန်တင်ရမှာမသိတော့တဲ့အချိန်ရှိတယ်။အဲ့ဒီအချိန်ကျရင်ကျွန်တော်လုထပ်ပြန်လုပ်ရမယ်လူမရှိရင်ကျွန်တော်အမားကြီးတင်တော့မှကျွန်တော်ကြောက်တယ်ဆရာ။ကျွန်တော်သားဖြစ်လက်ခံပေးပါဆရာ။ အဲ့ဒါသူတင်းတော်နဲ့သူအောင်မြင်တဲ့သူသူဝိညာဉ်သားသမီးနဲ့သူအောင်မြင်တဲ့သူပဲဒါကြောင့်ဘယ်သူမှစိတ်မဆိုးပါနဲ့လူတွေဟာသူတို့အရွယ်တခုမရောက်သေးလို့ပြောတဲ့စကားတွေကမှားနေသေးတာပါအချိန်တခုရောက်လာရင်စကလုံးတွေပြောင်းသွားလိမ့်မယ်ဒါကြောင့်လူတယောက်က သင်ကိုမကြင်မနှက်တည်းပြောနေရင်သင်စိတ်ဆိုးရမှာမဟုတ်ဘူးယဉ်ကျေးအောင်ဆူတောင်းပေးရတာအဲ့ဒါမှတ်ထားပါဘာဆိုသင်တို့ဟာအသွေးသားရှိသောလူတွေနဲ့စိုက်ပြိုင်တိုက်လှန်နေရတာမဟုတ်ဘူးအထုမြတ်အာနာဇတ်အစိုးရချင်းမှစာ၍ဘာဖြစ်လဲဒီမိုးကောင်းကင်မှာအစိုးတရားပြုနေတဲ့မင်းတွေနဲ့စိုက်ပြိုင်တိုက်လှန်နေရတာဖြစ်တော့ကြောင်း တခုခုဖြစ်လာရင်ဒီမျက်လုံးနဲ့မဆုံးဖြတ်နဲ့ဒီနားနဲ့မဆုံးဖြတ်ရဘူးဝိညာဉ်နေပေထဲမှာဖျားဖို့ပြတဲ့အရာကို မြင်တတ်အောင်သင်ယူရတယ်အာမင်အဲ့လိုသင်ယူသွားနိုင်တဲ့ level ရောက်သွားပြီဆိုရင်သင်မှတ်ထားတော့သင်နှုတ်ကနေပြောတဲ့အတိုင်းဖြစ်ရတဲ့အခွင့်ကိုဖျားအကုန်ပြင်ဆင်ပေးတယ်ဖျားခင်နာမှာပုံချပါစေ โอเคอับราฮัมရဲ့အသက်တာကိုကြည့်တဲ့အခါမှာကဘာဦးကျန်းအခန်းကြီး22အငယ်ခုနှစ်လောက်ကနေစာကြည့်အောင်ကဘာဦးကျန်းခန်းကြီး22အငယ်ခုနှစ်လောက်မှာကြည့်